စကိုင်းနိုင်မုံရွာခရိုင်ချောင်းမြို့မှာမြို့နယ်ထွေအုံရုံနဲ့အထိုင်ချတက်ဆွဲထားတဲ့စိုးစုကအနေဝင်းကျင်ကြေးရွာတွေကိုလက်နက်ကြီးနဲ့ရန်ကားဖြစ်ခတ်လို့ငလုံးတင်ကြေးရွာတဲ့ကြားရောက်ပေါက်ခွဲပြီးပြည်သူအမျိုးသမီးနှုတ်ဦးတေဆုံကတူဦးတန်ရရတယ်လို့ဒေသခံသတင်းမြစ်ကအမှတ်ပြုကိုပြောပါရယ်။နိုဝင်ဘာ၂ရက် မနက်9:00နာရီအချိန်မှာချောင်းမြို့ပေါ်ကနေစိုးစုက120မမလက်နက်ကြီး၄လုံးထပ်မင်းနဲ့ပြစ်ခတ်ခဲ့တာဖြစ်ပြီးတော့ငလုံးတင်ရွာတဲ့ကြားရောက်ပောက်ခွဲခဲ့တဲ့လက်နက်ကြီးကြောင့်ပြည်သူတွေတေဆုံးဒဏ်ရာရကအိုးအိမ်တွေလည်းပျက်စီးတယ်လို့ဆိုပါတယ်။တေဆုံးသူတွေဟာအသက်50ကျော်အရွယ်အမျိုးသမီးကြီးတဦးနဲ့အသက်20အရွယ်အမျိုးသမီးငယ်တဦးတို့ဖြစ်ပြီးတော့ဒဏ်ရာရသူဟာလည်းအသက်အနည်းဆိုးရင်ရတဲ့အခြေအနေဖြစ်တယ်လို့ဆိုပါတယ်။ ။စိုးစုကခြေရွာတွေကိုလက်နက်ကြီးနဲ့ထုတ်တက်ခြင်းဟာဒေသခံပြည်သူတွေလက်ရလုံငန်းလုပ်ကင်ခြင်းဖြစ်လို့ရွာတဲ့လူသူနဲ့ပါတာကြောင့်တတ်တာရခဲ့ပြီးထိမှန်သေးဆုံးတဲ့ပြည်သူတွေကတော့လက်နက်ကြီးတန်ကြားလို့ဘုံကိုချင်းရှိရစီပြေးကြပေမဲ့ကျင်းတဲ့ဒီမရောက်လိုက်ပဲလမ်းမတင်ပဲလက်နက်ကြီးထိမှန်တာလို့ဒေသခံတွေကပြောပါတယ်ပြီးခဲ့တဲ့အောက်တိုဘာ၁၀ရက်ကလည်းငလုံးတင်ကြီးရွာကိုစိုးစုကလက်နက်ကြီးနဲ့ထုသက်လို့ဒေသခံပြည်သူ၂ဦးသေဆုံးကနေ၁၁လုံးပျက်စီးခဲ့ပါသေးတယ်။ ချောင်းမျိုးပေါ်နေမရောက်နိုင်တစ္ဆာကန်ဆိုးဆူဟာလက်နက်အားကိုနဲ့ပြည်သူကိုရန်ပြုနေပြီးလူတက်တာပေါ်တာဆွဲတာဒေသရင်းရွာစင်ပတ်မွေစင်းနေလူရက်တာတွေထင်နိုင်ကျကျွလွန်နေတာပဲဖြစ်ပါတယ်။